ကဲဒီတစ်ခါတော့ဗာအကြောင်းအရာလေးလဲဆိုတော့ညီမလေးတွေ main ကလေးတွေအတွက်ပေါ့နော်ဒီအပြိုစိတ်ကျန်းဆိုတဲ့စာအုပ်ထဲမှာပြောထားတဲ့အကြောင်းအရာလေးအဲ့ဒါဗာလဲဆိုတော့ဒီအိမ်ကြီးချင်းကောင်းမှယောက်ျားကောင်းရတယ်ဆိုတဲ့အကြောင်းပေါ့နော်အဲ့ဒီအကြောင်းလေးပြောထားတယ်ပေါ့နော်သူကဗာလဲဆိုတော့ main ကလေးတွေအတွက်တည်တည်တည်ထိုက်တယ်ပေါ့နော် main ကလေးတွေရဲ့တကိုယ်ရေတကာကကိုယ့်ရဲ့အိမ်ဒီသိခါယူပေါ့နော်လုံးလုံးချင်းလုံးလုံးကြုံကြုံနဲ့စောင့်စည်းတတ်ဖို့အတွက်ကိုအခုလိုမျိုးပြောပြထားတာဒီတော့အဲ့ဒါဗာလဲဆိုတော့အဓိကတို့ရဲ့ဒီလောကကြီးမှာဆိုရင်ねဒါအဓိကပေါ့နော်အခုဆိုရင်ဒါအပြန်တင်စားအရွယ်လို့ဗာတို့ကပြောလို့ရတယ်ဒါတကယ်စေကျော်တဲ့အရွယ်လေးတွေတီးရွယ် လေးတွေ ਆ ဆိုရင်မိမိပြိုလေးတွေဟာကိုကိုကိုကဒါလည်းဆိုတော့ကိုဟာဆိုရင်မိမိပြိုဖြစ်လာပြီပေါ့အပြိုလေးဖြစ်လာပြီအဲ့လိုမျိုးအပြိုဆိုရက်ဒီ ဟိုဂုံနေပေါ့နော်တချို့မိန်းကလေးတွေကတဲ့မန်တက်နေကြရဲဆိုပြီးပြောထားတယ်မန်တက်တယ်ဆိုတာအဲ့လိုအပြိုဂုံပုံစံမျိုးလေးပေါ့နော်အပြိုမန်လေးပေါ့အဲ့လိုမျိုးထားတတ်ကြတယ်ထားတတ်ကြတဲ့အခါမှာယောက်ျားလေးတယောက်ဟိုနည်းနည်းကြီးတက်တက်လာစတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော်ဟိုတချို့ဆိုရင်လည်းဒါပြောလဲပြောထဲအစိုးထဲပေါ့နော်အဲ့လိုမျိုးရှိတာမျိုးရှိရဲ့အဲ့အဲ့ဟာနဲ့ပတ်သက်ပြီးတော့ပေါ့နော်မိန်းကလေးထင်းထင်းတက်ဖို့အတွက်ကိုပြောပြထားတယ်ဒါမကောင်းတဲ့အဲအကြောင်းအရာလေးပေါ့နော်ဒီလိုမျိုးယောက်ျားလေးတွေကိုအဲ့လိုမျိုးသူတို့ကိုပြန်ပြန်ပြီးတော့ပြောတယ်ပြောတဲ့အခါမှာဆိုရင်လည်းဟိုနည်းနည်းရင်သီးတဲ့စကားတွေတုံးပြီးတဲ့အခါမှာဆိုရင်ပေါ့နော် ို့ဘောကိုဒါသူ့အနေနဲ့ပေါ့နော်ဒါပို့ပြီးတော့မကောင်းမြင်စိတ်မြင်သွားတတ်တယ်ပေါ့နော်အဲ့ခါမှဆိုရင်ပြောထားတာပါလဲဆိုတော့ဒီ main ကလေးอ่ะဆိုရင်သူ့ရဲ့အပြိုဆိုတဲ့မာမာနာပေါ့နော်အဲ့မာမာနာကတဲ့သူ့တပားကိုဖျက်ဆီးမိကိုကိုကိုပထမဆုံးစတင်ဖျက်ဆီးတတ်တယ်တဲ့အဲ့ဒါပါလဲဆိုတော့အထူးသဖြင့်ကိုရဲ့ဒီပေါ့နော်ရဲ့ရွာအင်းကြီးချင်းနေအင်းကြီးချင်းနေနဲ့တင့်မြတ်ဖို့က main ကလေးတော့တကယ်ရေးကြီးရဲ့တဲ့အဲ့ဒါပါလဲဆိုတော့အဲတချို့ကြတော့အင်းကြီးချင်းနေဟာကိုကိုကြည့်လို့မရဘူးကိုကအဲ့လိုမျိုးမဟုတ်အင်းကြီးချင်းနေကိုလည်းဂိမ်းမဆိုင်ဘူးအာဒီကိုရဲ့အင်းကြီးချင်းမှာရှိတဲ့တကြီးရွယ်ဦးရစာကိုကမလေးမစားဒီလို မျိုးလုပ်နေမယ်ဆိုရင်ဒီပြများတော့ပြောကြမှာဒီခါမှလေးကဘာလဲမသိဘူးစောင်းကြွားကြွားနေပေါ့နော်အဲ့လိုမျိုးပြောကြရဲတချို့လက်ညှိုးထိုးစရာဖြစ်လာလိမ့်မယ်တဲ့အဲ့အတွက်ကြောင့်ကိုယ်အနေနဲ့အိမ်ကြီးချင်းတွေရဲ့အပြောကိုမခံမခံရအောင်ပေါ့နော်နေထိုင်တတ်ဖို့ဆက်ဆံတတ်ဖို့ကအရေးကြီးပါတယ်တဲ့နောက်ဒီမြန်မာစကားမှာဆိုရင်လည်းဒါပေါ့နော်ဒါအရက်ကောင်းမှအလောင်းလာနောက်ပြီးအိမ်ကြီးချင်းကောင်းမှယောက်ျားကောင်းရဆိုရင်စကားမျိုးရှိပါတယ်တဲ့ဒီတော့အဲ့ဒီစကားကကြတော့ဘာလဲဆိုတော့ဒီအတိတ်ကတကယ်ကိုအတွေ့အကြုံများခဲ့တဲ့ဒါရှေးလူကြီးတွေကနေပြီးအစစ်စစ်လက်ဆင့်ကမ်းလာတဲ့ဆိုယိုစကားပေါ့နော်အဲ့အတွက်ကြောင့်ကိုယ်အနေနဲ့ ဟိုပြောမှဆိုရင်အိမ်ကြီးချင်းနဲ့အဓိကတင့်မြတ်ဖို့အရေးကြီးရယ်ကိုကဒီအပြုတ်ဟိုပြောမှဆိုရင်ပေါ့နော်အိမ်နောက်တစ်ခုမှဆိုရင်ဒီဇနီးတယ်နဲ့ခင်မောမတည့်ဘူးမတည့်ဘူးမတင့်မြတ်ကြအောင်မတင့်မြတ်ဘူးဆိုရင်သူတို့အိမ်တွင်းရလူတွေကမတင့်မြတ်တာအိမ်ကြီးချင်းနဲ့တင့်တင့်မြတ်ဖို့ကတော့ပိုဆိုးတာပေါ့နော်အဲ့အတွက်ကြောင့်အိမ်ကြီးချင်းနဲ့အဆင်ပြေမှကိုရဲ့ရက်ရွာနဲ့ဒါဆက်သွဲနိုင်မယ်ရက်ရွာနဲ့ ဒါကိုအနေနဲ့ဆက်သွယ်ပြီးပေါင်းသင်းတတ်မယ်အဲ့ဒါဆိုရင်ကိုကတပြည်လုံးနဲ့အဆင်ပြေပြီးတော့တကဘာလုံးနဲ့တောင်ပေါင်းသင်းဆက်ဆံမှုကိုရရှိပါလိမ့်မယ်ဆိုပြီးပြောပြထားတယ်အဲ့တော့ကြောင့်ကိုရဲ့အိမ်တွင်းလည်းအဆင်ပြေအောင်အိမ်နီးချင်းလည်းအဆင်ပြေအောင်နေရဲရွာတစ်ခုလုံးနဲ့လည်းအဆင်ပြေအောင်နေပါဆိုပြီးပြောပြထားရဲပေါ့နော် အတူတူအိမ်နီးနာချင်းရွာနီးနာချင်းတွေသူတို့အလုံးကသူတို့မျက်စိမှာဒီတောက်မကြိုးတဲ့အမှုရာမျိုးကိုပေါ့နော်သူတို့မြင်ပြီးပြီဆိုရင်တော့အဲ့ဒီလူကအဲ့ဒီဒီလူကဒီလိုမျိုးတောက်မကြိုးတဲ့အမှုရာရှိတတ်တဲ့သူပါလားဆိုပြီးသူကလုံးဝသတ်မှတ်လိုက်နေမှာပေါ့နော်ပြီးတော့ဒီရက်သေးရွာထဲမှာဆိုရင်တကယ်ကိုဒီမိန်းကလေးကအိမ်နီးတိတ်ခါရှိတယ်အိမ်နီးနာ ားချင်းတွေလည်းရိုသေတတ်တယ်ဆိုရင်တော့အဒီမိမိပြုတ်လေးတရားလို့လားအင်္ဂနာချင်းတွေတွေ့မယ်ဆိုရင်ဟဲ့ဒါဘသူသမီးလေးလဲပေါ့နော်အဲသူဆိုရင်ပေါ့အင်းကြီးရှိလိုက်တာဗာညာနဲ့ပြောတဲ့အခါမှာဆိုရင်ကိုယ့်ရဲ့တဲ့င်းကဒါရက်ရွာအထိအင်းနီနာချင်းကနေတစ်ဆင့်ရက်ရွာအထိပြန့်သွားနိုင်တယ်ပေါ့နော်အကယ်၍ကိုကအဲ့လိုမဟုတ်ဘူးဆောင်ရွားဆောင်ရွားနဲ့နေတတ်မယ်အင်းနီနာချင်းတွေနဲ့လည်းအဆင်မပြေဘူးဆိုရင်ကိုတရုတ်ကလုံးကပယ်ထားကြမှာပဲကျင်ထားကြမှာပဲပေါ့နော်အဲ့တော့မိန်းကလေးအနေနဲ့အင်းနီနာချင်းနဲ့အဆင်ပြေအောင်နေပါနောက်ပြီးတော့ဒီလူကြီးတွေကချီးမွမ်းနေဆိုတာလေသူတို့ချီးမွမ်းတာတာမညာမဟုတ်ဘူးတဲ့သူတို့လည်းတကယ်အရေးချင်းပြည့်နေ ရရှိလို့လူကြီးတယောက်ဖြစ်ခံယူရတာလေအဲ့အတွက်ကြောင့်မင်းကလေးအနေနဲ့ဆိုရင်လေလူကြီးကိုကိုယ်ရဲရွာတဲ့လူကြီးတွေကဆိုအကုန်လုံးလေးစားယူတည်တတ်ရမယ်ပေါင်းသင်းဆက်ဆံမှုမှာဆိုရင်လေသူတို့စီကနေပြီးအတူယူတတ်ရမှာပေါ့နော်အဲ့ဒါမှကိုယ့်ရဲ့တည်ရင်ပြန်သွားလေလေဒါပါလဲဆိုတော့အိနီနာချင်းကကိုယ့်ရဲ့တည်ရင်နေဖြန့်မယ်ဖြန့်သွားတဲ့အခါမှာကိုကဒီလိုမျိုးကိုကောင်းနေဆိုတဲ့တည်ရင်ကိုဒီလိုမျိုးကိုယ့်ရဲ့ရဲရွာအနီးကနေပြီးရောက်ကြပြူတွေကြားဝါမယ်တည်သွားမယ်ဆိုရင်ကိုကိုလာပြီးတော့စင်ပြန်းကြဖို့လူတွေကအများကြီးဖြစ်လာမှာပဲတဲ့အဲ့တော့ကြောင့်အိနီချင်းကောင်းမှရောက်ကြကောင်းရတယ်ဆိုတာအဲ့ဒီသဘောမျိုးပြောတာပေါ့နော်တယောက်တောင်းတန်ယုံကိစ္စတွေဆိုရင် င်ပြောရမယ်ဆိုကိုယ့်ရဲ့ကိုကျိုးမထိခိုက်တဲ့ကိစ္စမျိုးတွေဆိုရင်တောင်းတန်ရုံဆိုရင်အင်းကြီးချင်းတွေကပြုတ်လုံမယ်ဆိုရင်တော့မျိုးတိတ်ထားနိုင်တာအကောင်းဆုံးပဲအင်းကြီးချင်းနဲ့မတည့်ဘူးဆက်ဆံရေးမပြေပြေဘူးဆိုရင်တော့မကောင်းနောက်ကိုကဟိုပြောရမယ်ဆိုရင်အထင်များအထင်မှားအမြင်မှားပေါ့တော့ဥမာပြောရမယ်ဆိုရင်မင်းကလေးပြန်တဲ့အခါမှာတကယ်ချင်းကကားနဲ့ကိုယ်ကိုလိုက်ပို့တယ်တကယ်ချင်းယောက်ျားလေးကလိုက်ပို့တယ်ဆိုရင်တော့မှမိုးရမ်းချုပ်သွားမယ်မိုးရမ်းချုပ်သွားတဲ့အခါမှာကိုကလည်းအင်းကြီးချင်းနဲ့အဆင်မပြေဘူးဆိုတော့သူတို့ကတော့မကောင်းမြင်မှာပဲလေပြောကြမှာပဲအဲ့အတွက်ကြောင့်ကိုကအင်းကြီးချင်းနဲ့တင်းတင်းမြတ်ဖြစ်အောင်လေနောက်ပြီးအပြုတ်ဂုံဆိုတဲ့အပြုတ်မှန်ဆိုတာပေါ့ ါ့နော်ရှိတဲ့တလောက်ပဲထားအဲ့လိုမျိုးမဟုတ်ဘူးအရန်ယူဆောင်ကြဆောင်ကြနိုင်မယ်ဒါရက်ကွက်ထဲမှာဘယ်သူမှလည်းမတည့်ဘူးပေါ့နော်ဆက်ဆက်ထိမကန်ဒီလိုပုံစံမျိုးဆိုရင်တော့ယောက်ျားလေးတွေကလည်းတုံတန်မှာကွာဆိုပြီးတော့လေကိုထားခဲ့ကြလိမ့်မယ်တဲ့နောက်ပြောအဲ့ဒီပြင်အင်းကြီးချင်းတွေကလည်းကိုတခုတယောက်မှကိုယုံကြည်မှုရှိမှမဟုတ်လေးစားမှုမရှိမှမဟုတ်ကို့အနေနဲ့ပေါ့နော်ကိုရဲ့အင်းကြီးချင်းတွေရဲ့ပြစ်ပယ်မှုခံတာခံတတ်ရခံတတ်တယ်ပေါ့နော်အဲ့တော့ကြောင့်လည်းဒီလိုမျိုးမဖြစ်အောင်မိန်းကလေးအနေနဲ့အားလုံးဒါလေးကိုတော့သတိထားပါဆိုပြီးပြောပြထားတယ် ုတ်တယ်နော်အင်ဒီဂျင်ပတ်ဝန်းကျင်ကောင်းအောင်ဒါပေမဲ့တချို့အင်ဒီဂျင်တွေရှိတယ်တချို့ကြာတယ်အတင်းပြောမှလေအဲ့လိုပြောတဲ့သူမျိုးကြီးကြာတယ်ခက်ပြန်ရောနော်ဟိုသူတယောက်ကိုမြင်မဆု ကောင်းတာမပြောချင်အဲ့လိုလူမျိုးတွေကြတော့လေပေါင်းရတဲ့ရတော်တော်ခက်ပါအအဓိကတော့ဘယ်လိုပဲဖြစ်ဖြစ်သူ့ဘာသူဘယ်လိုပဲပြောပြောဒါပေမဲ့အဓိကကိုကသူ့ကောင်းအောင်မြင်ရပေါင်းမိမယ်ဆိုလို့ရှိရင်တော့သူတို့ကသူတို့အဖြစ်ပြန်ပြီးမြင်လာမှာပဲလေအဲ့တော့အဓိကတော့ကိုကပဲ main ကလေးဆိုတော့ကိုပဲမှန်အောင်နေကိုပဲသူတို့ကိုဒါစိတ်ထားကောင်းကောင်းမွန်နဲ့ဒါဆက်ဆိုင်ကောင်းကောင်းနေမှပဲရမှာဟုတ်တယ်ဒါကိုကောင်းရင်ကောင်းမြင်ပြပါအောင်နော်ကဲဆိုခဏနားလေးအောင်နော်ထပ်မပြတက်ဆက်ပေးကြအကြောင်းအရာရှိပါသေးတယ်အခုတော့ဒီမှာခဏလေးနားအောင်မယ်နော်